။ပဲခူးတိုင်းနောင်ချမ်းဘရောင်းတက်နယ်ဆင်လန်ချေးွာနီရှိကာကင်းစခန်းကိုနှစ်ခုကိုအေးနဲ့တွန်လိုက်ပူပေါင်းတပ်ဖွဲ့တွေကသိမ်းပိုက်လိုက်တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့စက်တင်ဘာ26ရက်နေ့ကဆင်လန်စခန်းကုန်းရဲ့ကာကင်းစခန်းချို့ကိုအေးပူပေါင်းတပ်ဖွဲ့ကသိမ်းပိုက်လိုက်ပြီးနောက်စစ်ကောင်မရှင်ကညောင်ချရောက်ပဝင်းချင်းကိုပါအင်အားဖြစ်တင်းမှုတွေပြုလုပ်လာတယ်လို့သိရပါဗျ။ညောင်ချောက်ကစကန်တွေကိုကာကွယ်လိုရင်းအပြင်ရွေးကောက်ပွဲလုပ်မယ်လို့ပြောထားတဲ့တောင်ကုတ်ကိုပါ နေမြေစိုးမိုးမှုရယူလိုတဲ့အတွက်တောင်ကုန်းတောင်ကြားလမ်းကိုပါအင်အားဖြည့်တင်းချင်နေတာလို့စီးရီးသတင်းရေးမြစ်က ARD Times ကိုပြောပါရယ်လက်လွတ်ဆုံးရှုံးလိုက်ရတဲ့ညောင်ကျိုးဒေသကိုအင်အားပြည့်ပါတဲ့စစ်ရင်နံ၃စီးနဲ့အင်အားထက်မှန်ဖြည့်တင်းထားပြီးညောင်ချီတော့တရားကိုဖြတ်တန်းသုံးပြုခွင့်ကန့်သက်ထားတယ်လို့သိရပါရယ်ဒေသခံချို့ကိုလည်းရွှေ့ပြောင်းခိုင်းထားပြီးမိုင်းနိုင်၂၉နှစ်နီလွှမ်းစင်တောင်မှာ တွဲကားတွေနဲ့တင်ဆောင်လာတဲ့တန်ချက်ကတိုက်ခိုက်ရေးရင်၃စီးပါရောက်ရှိနေတယ်လို့ဒေသခံတွေစီကသိရပါဗျ။နယ်မြေစွန့်မှုရယူကအင်အားဖြည့်ထားတဲ့အဲ့ဒီမိုင်းတိုင်း29ဟာအိုရှင်ပင်လန်းစုံနဲ့၃မိုင်လောက်ကကွာဝေးပြီးဆုံရှုံခဲ့ရတဲ့တောင်ကုတ်တောင်ချားလမ်းရဲ့ညောင်ကျိုးစခန်းကြီးကိုစစ်ကောင်မရှင်ကပြန်လည်ရယူဖို့ကြိုးပမ်းနေတာဖြစ်ပါတယ်။